မင်္ဂလာနှစ်သစ်ပါလို့နှုတ်ခွန်းဆက်အပ်ပါတယ်ရှင်။ကျမကတော့ရန်ကုန်ပညာရေးတက္ကသိုလ်အငိမ့်စားပါမောက္ခချုပ်ဒေါက်တာရေးမြင့်ဖြစ်ပါတယ်ရှင်။ယခုလက်ရှိမှာတော့ MIBA College ရဲ့ Master of Education MEd program မှာသင်ကြားပေးနေတဲ့သူလည်းဖြစ်ပါတယ်။ အာကျွန်မကဒီ college ကတရားအနေနဲ့ MD program ရဲ့အကြောင်းလေးကိုမိတ်ဆက်ပြောကြားလိုပါတယ်။တရားကိုဆွေးနွေးချင်ပါတယ်ရှင်။ကျွန်မအဆုံးကတော့ဒီပညာရေးနယ်ပယ်မှာ management mind ကြည့်ရအောင်။ဟောရှစ်ဆက်ဖို့အတွက်နိုင်ငံတကာအဆင့်မီ Master of Education နယ်ပယ်မှာလက်ရှိလုပ်ကိုင်နေကြတဲ့ဆရာဆရာမတွေပညာရေးဖွင့်စည်းရေးကိုစီမံခန့်ခွဲသူတွေအနေနဲ့ဘာသာရေးကျွမ်းကျင်မှုအပြင်တရားရေးပိုင်းရောစီမံခန့်ခွဲမှုအပိုင်းတွေပါ ခင်မီအသိပညာရဲ့ဤစနစ်တွေကျွမ်းကျင်မှုတွေတက်ကျွမ်းမှုကိုပိုင်နိုင်ဖို့အတွက်မပြစ်မနေလိုအပ်နေပါတယ်။အဲ့ဒီလိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်တာကတော့အခုမိဘ college မှာဖွင့်နေထားတော့ Malaysia အစိုးရအသိပ္ပံပြီး5 star award ရရှိထားတဲ့ Lincoln University Malaysia ကဒိုင်းရိုက်ချီးမြှင့်တဲ့ Master of Education MEE program လေးဖြစ်ပါတယ်။ program မှာဘာကြောင့်ရွေးချယ်တက်တဲ့လဲလို့အကြံပြုချင်တာကတော့မြန်မာနိုင်ငံမှာပထမအဦးဆုံးဖွင့်လှစ်တဲ့ပညာရေးထောက်ခံချက်အကောင်းဆုံးရရှိထားတဲ့မလေးရှားအစိုးရကအတိမတ်ပြုတဲ့ခိုင်မာတဲ့အမည်ကြီးတင်ကြားရေး program တစ်ခုဖြစ်နေလို့ပဲဖြစ်ပါတယ်။ပညာရေးစီမံခန့်ခွဲမှုတွေတည်ရုံညွန်းတဲ့ရေးဆွဲခြင်းတွေအပါအဝင်ပညာရေးနဲ့တင်ကြားမှုပိုင်းတက်ပညာအယူအဆတွေကိုအမည်ကြီးတင်နာလာတက်ရောက်တဲ့သူတွေကခဲနေဝင်ဝင်လေ့လာသင်ယူနိုင်တာဖြစ်ပါတယ်။ ။ Oh Master of Education ဆိုတဲ့အတိုင်းအညာရေးမှာ Master ဖြစ်အောင်တဲ့အမိဒီတင်နန်းကိုတက်ရောက်တင်ပါတယ်။အဲဒီတင်နန်းမှာပါဝင်တဲ့တင်ကြားရေးအပိုင်း courses တွေကိုပြောရရင်တော့ပထမပိုင်းမှာတော့ education ရဲ့သဘောတရားတွေ concept တွေ philosophy တွေကိုသင်ကြားပေးမယ်။အနည်းအားဖြင့် foundation courses အနည်းအားဖြင့် core course တွေဖြစ်တဲ့ philosophy of education philosophy and sociology psychology or sociology of education curriculum and syllabus design နဲ့ educational theories and practices ကိုပထမ၄ဘာသာပထမပိုင်းမော်ဂျူးအနေနဲ့ဒီပိုင်းပို့ချပါတယ်။အဲ့ဒီနောက်ဆက်လက်ပို့ချတာကတော့ certificate in educational administration မှာပေးနေကြဖြစ်တဲ့ဘာသာရပ်တွေဖြစ်တဲ့ management and leadership in education, monitoring and coaching, instructional media and teaching and learning, educational administration ဆိုပြီးတော့ပညာရေးစီမံခန့်ခွဲမှု ကိုဥဆောင်မှုကိုခောက်ကူပြုတဲ့အဲ့ဒီဘာဒရက်နဲ့ပတ်ပတ်သက်တဲ့ဘာဒရက်၄ခုကိုဆက်လက်ပို့ချပါတယ်။အဲ့ဒါပြီးရနောက်မှာတော့အညာကြီးဆရာဆရာမများဆောင်ရွက်ရမှာဖြစ်တဲ့အတွက်အညာကြီးဆရာဆရာမများအတွက်အရေးကြီးတဲ့ကျမတို့ရဲ့ဒါ practical လို့ခေါ်တဲ့လေ့ကျင့်သင်ကြားခြင်းเนาะသင်ကြားဖို့တဲ့ lesson plan လေး prepare လုပ်ရတဲ့ preparing teaching preparation for teaching and learning practices နဲ့ practical သင်ကြားခြင်းတွေကိုဆောင်ရွက်ရမှာဖြစ်ပြီးတော့ပြက်ကမိမိ ြုလုပ်ခဲ့တဲ့ project တွေဆောင်ရွက်ခဲ့တဲ့ assignment တွေကို portfolio နဲ့တင်ပြပေးရမှာဖြစ်ပါတယ်။အဲ့ဒီအပိုင်းပြီးသွားတာနဲ့နောက် master subjects တွေဖြစ်တဲ့ master သုတေသနကျန်ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ educational measurement and evaluation research and research and report writing and then research methodology အဲ့ဒီပါတဲ့ရဲ့၃ခုကိုလည်း Master Degree အတွက်ဆက်လက်သင်ယူကြရမှာဖြစ်ပြီးတော့နောက်ဆုံးအနေနဲ့ကတော့ Final Thesis ကိုเนาะသုံးလရေးရမှာဖြစ်ပါတယ်။အဲ့လိုရေးတာပြီးတော့မှ MEd Master of Master in Education ဆိုတဲ့ MEd ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။အကြောင်းအဲပြောပြလိုပါတယ်။အဲ့တော့အဲ့ဒီဘာသာတွေဟိုသင်ကြားတဲ့အချိန်စောင့်ရဲတဲ့အချိန်မှာဘယ်သူတွေကလုပ်ပေးတယ်လဲဆိုတော့ course နဲ့ curriculum syllabus တွေကတော့ကျွန်တော်ကပြောတဲ့ Malaysia နိုင်ငံအစိုးရကတိမှတ်ပြုတဲ့ လွန်ကန် University ပေါ့နော်မလေးရှားကပဲယူပြီးတော့မြန်မာသင်ကြားတဲ့သူတွေကတော့ရန်တာရဲ့အလိုက်သင်ကြားရေးအတွေ့အကြုံများစွာရှိသောအညာရေးပါရဂူဘွဲ့လို့ခေါ်ရဲ PhD ဘွဲ့ရတဲ့ဝါရင်ဘွဲ့ပညာနိုင်ငံကလို့တော့ဝါရင်ဆရာကြီးဆရာမကြီးတွေကပဲဦးစီးသင်ကြားပေးမှာဖြစ်တဲ့အတွေ့အဲတချို့သောသင်တန်းသား English skill တော်ရုံရှိုံနဲ့လည်းထိထိရောက်ရောက်နဲ့တက်ရောက်နိုင်ပါတယ်မြင်းမြန်ဆွေးနွေးနိုင်တဲ့သင်ကြားမှု program ဖြစ်တယ်လို့ပြောပြလိုပါတယ် နောက်အလုတ်ထွင်းတဲ့တယောက်လူကြီးကြတော့လေအမတမအဆင်ပြေပါတယ်။ဘာဖြစ်လို့ပါလဲဆိုတော့ဒါဒီသင်တန်း course ကြီးမိမိကိုယ်ပိုင်အကောင့်နဲ့ online learning portal learning management system ခေါ်ရဲ LMS ပေါ်မှာသင်ခန်းစာတွေရှိမယ် lecture video တွေ lecture powerpoint တွေကိုအချိန်မီပြန်လည်လေ့လာအောင်လို့စီစဉ်ထားတဲ့အတွက်ကြောင့်အရေးကြီးတော့ကြောက်ပြက်ခဲ့သည်ရှိတော့သင်ခန်းစာတွေလွတ်မာတွေကိုစိတ်ပူစရာမလိုဘဲနဲ့ နော်အချိန်မီပြန်လေးလေးလာ review လုပ်ပြီးတော့တည်ယူလေ့လာနိုင်တာဖြစ်ပါတယ်ထို့ကြောင့်ပညာရေးနယ်ပယ်မှာလက်ရှိလုပ်ကိုင်နေပြီးမိမိရဲ့ career သင်ကြားရေး education career ကိုထပ်မံသင့်တလန်းလိုတဲ့သူတွေဆရာဆရာမတွေ institution ပညာရေး institution တွေဖွင့်ထားတဲ့ school owners day founders day အနာဂတ်မှာကျောင်းတစ်ကျောင်းကိုဘယ်လိုစီမံအုပ်ချုပ်မလဲလို့ရည်ရွယ်ထားတဲ့သူတွေအားလုံးတက်တဲ့တော့သင်တန်းဖြစ်တယ်လို့ချက်ရတိုက်တွန်းချင်ပါတယ် ကဲနောက်တစ်ခုကဒီလို immediate delivery ကိုဟိုပိုင်ဆိုင်ခြင်းအဖြစ်ပေါ့နော်ဘယ်လိုများအကျိုးကျေးဇူးတွေရှိမလဲဆိုတာကိုအားလုံးကသိနေကြမှာဖြစ်ပါတယ်